နှခွန်ပထုံနေတဲ့သူငယ်ရှင်တို့အများစုကဝတ်ရိုက်ခင်ကိုတီးကြမှာပါရှင့်အကြဖူးကြမှာပါပြီးတော့အဲ့ဒီဖုန်ကြီးကြောင်းကိုကုတူသွားလုပ်ဖူးကြမှာပါရှင့်ဒီနေ့၅လပိုင်း၁၆ရက်နေ့ဝတ်ရိုက်ခင်ကကျောင်းထိုင်ဖုန်ကြီးအဖမ်းခံလိုက်ရပြီလူထွက်ပြီးရှင့်ဖြစ်စဉ်ကတော့လွန်ခဲ့တဲ့၈လလောက်လုံးက what right king ကចောင်းထိုင်ဖုန်ကြီးကလောင်းကစားတွေလှုပ်တယ်။ចောင်းကရံပုံငွေတွေကိုယူသုံးတယ်လို့ရဲကိုအចောင်းကြားတဲ့သူရှိတယ်။ ဒါကြောင့်ပဲလွန်ခဲ့တဲ့ရှစ်လကလေးကရဲကလူတယောက်ကိုအဲ့ဒီဖုံးကြီးကြောင့်ကိုပို့လိုက်တယ်ဖုံးကြီးတကယ်ပဲလှုပ်ရမလှုပ်ရဆိုတာဖုံးကြီးမသိအောင်ဝင်ရောက်စုံစမ်းခိုင်းတယ်ပြောရင်ထောက်လန်းရေးပေါ့ရှင်အဲ့ဒီထောက်လန်းရေးလဲအဲ့ဒီဖုံးကြီးကြောင့်ကိုရှစ်လကြာနေတယ်ပြီးတော့အချက်လက်တွေရလာတဲ့ကျောင်းထိုင်ဖုန်ကြီးကတကယ်ပဲဖုန်ကြီးကျောင်းကငွေတွေရံပုံငွေတွေကိုလောင်းကစားယူသွားလုပ်ကုန်တယ်ရှင်မနေ့က9လပိုင်း15ရက်နေ့ ရဲကတောင်းထိုင်ဘုံကြီးကိုခေါ်ယူစစ်ဆေးမှုလုပ်တဲ့ရဲစခန်းကိုခေါ်သွားတယ်ရှင်ပြီးတော့နိုင်ရီပေါင်းများစွာစစ်ဆေးမေးမြန်းမှုလုပ်တဲ့ဘုံကြီးကစစ်ဆေးမေးမြန်းမှုအခန်းကိုဝင်သွားတဲ့အချိန်ကတင်ကန်းနဲ့ဝင်သွားတော့ပဲဒါပေမဲ့ပြန်ထွက်လာတဲ့အချိန်မှာတော့လူထွက်ဖြစ်သွားပြီဖုံကြီးကတကယ်ပဲចောင်းကငွေတွေကိုယူသုံးရတယ်ဖုံကြီးဘာတွေယူသွားလုပ်ပြီးဘလောက်တွေသုံးခဲ့လဲဆိုတော့ဖုံကြီးကចောင်းရံပုံငွေဘတ် တန်း300ယူတုံးခဲ့တယ်ရှင်အဲ့ဒီငွေတွေကိုဖုံးကြီးကလောင်းကစားယူတလုတ်ကုန်တဲ့အမှန်ဆိုဖုံးကြီးကြောင့်ရဲ့ဘဏ်တက်တက်ရှိတယ်လို့ဖုံးကြီးရဲ့ကိုပိုင်ဘဏ်ကလည်းတက်တက်ရှိရဲ့ဖုံးကြီးကဖုံးကြီးကြောင့်ကအလူငွေရန်ပုံငွေငွေတွေကိုယူပြီးဖုန်ကြီးရဲ့ကိုပိုင်ဘဏ်ကိုလွှဲသွားပြီးမင်းကလေးတူဦးကိုလွှဲသွားပြတယ်အဲ့ဒီမင်းကလေးကအဲ့ဒီငွေကိုယူပြီး app တစ်ခုထဲမှာသွားထည့်ပေးတဲ့ဖုန်းကြီးကအဲလုံးကစားတွေလုပ်တဲ့ချိန်သုံးဖို့ရှင်ဖုန်းကြီးကဖုန်းကြီးကြောင်းရဲ့ငွေကိုယူသုံးတာဘတ်တန်300ရဲကဖုန်ကြီးရဲ့ကိုပိုင်ဘဏ်အကောက်ကိုစစ်ကြည့်တော့2023ကနေဒီ2025အထိမှာဖုန်ကြီးရဲ့ဘဏ်ထဲမှာငွေအဝယ်အထွက်ငွေလဲပတ်တာဘတ်တန်900ရှိရရှင်ပြောရရင်ဖုန်ကြီးကဆော့လိုက်ရင်ရှုံ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 နဲ့နောက်ပိုင်း ဖုံးကြီးကြောင်ကငွေတွေအလူငွေတွေရံပုံငွေတွေလည်းနည်းနည်းပဲကျန်တော့လို့ဒီဖုံးကြီးကအခြားကြောင်ကဖုံးကြီးတွေရဲ့ငွေတွေကိုလည်းတွားချီးလာတယ်တရှင်တချို့ဖုံးကြီးကို9သိန်းတချို့ဖုံးကြီးဆိုရင်ဘတ်တန်တွားချီးလာလေရှိတယ်ပြီးတော့ ပြီးတော့ចောင်းပေါင်းအများကြီးတွားချီးလာတယ်တရှင်ဒီဝါရိုက်ခင်ဖုံကြီးចောင်းကအရန်နဲ့နမည်ကြီးတဲ့ဖုံကြီးဖြစ်တယ်ပြီးတော့ဒီဖုံကြီးလဲရထူးရှိတဲ့ဖုံကြီးနမည်ရှိတဲ့ဖုံကြီးရှင်ဒီဖုံကြီးចောင်းကိုကုတူတော်လုပ်တဲ့လူတွေအများကြီးပဲပြီးတော့ဒီဖုံကြီးចောင်းကအမြဲတမ်းပွဲလန်းတပင်လုပ်တယ်ပွဲတွေလုံတာလူအရန်စီတယ်ပြီးတော့အဲ့ဒီဖုံကြီးចောင်းမှာပွဲလုံတာဆေးရောင်းတဲ့ဆိုင်ခန်းခါဆိုအရန်ဆေးကြီးတယ်ဆိုင်ခန်းကိုလေလံပြီးမှရတာလေရှင် တချို့ဆိုင်ခန်းဆိုရင်ဆိုင်ခန်းတိတ်မကြီးဘူးတော့တဲ့ရက်ရဖို့ဆိုင်ခန်းတခန်းရဖို့ပတ်တတန်း၅သိန်းပေးရတယ်အဲ့လိုမျိုးရှင်းပြီးတော့ပွဲရမှကြာခဏရှိတယ်ဒါကြောင့်ဒီဖုန်ကြီးကြောင်ကအလူငွေတွေရံပုံငွေတွေကအများကြီးရှိတယ်အများကြီးရှိပေမဲ့ဒီဖုန်ကြီးကဒီလိုမျိုးတလုတ်ကုန်ပြီးအခုဆိုရင်ဖုန်ကြီးလို့လည်းသူများမခေါ်တော့ရှင်ဒီဗီဒီယိုကိုကြည့်တဲ့သူတွေရှင်တို့ထဲမှာလည်းဒီဖုန်ကြီးကြောင့်ကိုသွားပြီးကုတူတလုတ်ဖူးမှာပါရှင်ဒီလိုမျိုးတည်င်းဖြစ်တော့လူအများစုက ဒါကြောင့်ဒီနောက်ပိုင်းဖုန်ကြီးเจ้าတွေမှာအလူငွေတွေတော့မထည့်ရှင်တာလို့ပြောကြတယ်ရှင်မထင်ဘူးเนาะရှင်ဘာတွေဖြစ်ပျက်ကုန်ပြီလဲမသိဘူးဖုံကြီးလဲဒီလိုမျိုးလှုပ်တဲ့ဒီနေ့ရဲကဖုံကြီးကိုဖမ်းပြီးအချုပ်ထဲထည့်လိုက်ပြီးအမခံပေးလို့လည်းမရဘူးရှင်ဖုံကြီးရဲ့အကူအဲ့ဒီပွဲစားမှလည်းအဖမ်းခံရတယ်ဒီကိစ္စကိုပါဝင်ပသက်တဲ့သူဘယ်နှယောက်ရှိလဲမသိဘူးအကုန်လုံးတော့ခေါ်ယူစစ်ဆေးမှုခံရမယ်ဘယ်နှယောက်အဖမ်းခံရမှာလဲတော့မသိဘူး တေးချတာကတော့အခုဖုန်ကြီးကအဖမ်းခံလိုက်ရပြီရှင်ပြီးတော့ပြန်ထွက်လာလို့မရဘူးဒီနေ့ထီစုကြီးပေါက်ကြပါစေလို့ရှင်ကံကောင်းကြပါစေ